ြောင်ဇက်လံအပိုင်းရှင်မြင်းဒီကုန်းမှာနေတာတနှစ်နီးပါးလောက်ရှိလာပြီမဲ့ကိုရီးယားရန်ကုန်ရောက်ရင်မြို့ထဲမှာပဲနေခဲ့ကြတာများတော့အသားမကျနိုင်မဲ့မြို့ထဲမှာပဲပြန်နေကြလာတယ်။အင်္ဂါဆရာကလည်းသူဝါဒနာပါရာကွန်ပျူတာပစ္စည်းတွေဝယ်ခြင်းနိုင် လိုအပ်တာမြင်းဒီကုန်းတွိုက်မှာရှာမတွေ့လို့ဆိုင်နေပုံမစုံလင်းများပြားတဲ့မြို့ရဲကိုသွားရတယ်။ ကို့မှာလည်းအချိန်ရတဲ့နေ့ဈေးပတ်မယ်ဆိုအဲ့တုန်းကမြင်းဒီကုန်းမှာဂမုံးပွင့်နဲ့ဒဂုံစင်တာကလွဲရင်ဘဲမှပတ်เสียမရှိဘူးဒါနဲ့ပဲမြို့ထဲမှာပဲအိမ်ဝယ်ပြီးပြန်နေကြဖို့ကိုရုဆုံးဖြတ်ကြတယ်အဲ့ဒါနဲ့ပဲမျိုးရဲမှာအိမ်ဝယ်ဖြစ်တယ်မျိုးရဲဘက်ကိုအိမ်ပြန်ပြောင်းလာတော့ကြောင်တိဝါကောင်လေးပါခေါ်လာခဲ့တယ်မျိုးရဲအိမ်မှာနေရင်ကြောင်ဝါကောင်လေးကကြောင်ဝါကြီးဖြစ်လာပြီပေါ့ ကြောင်ထီးတဘာဝညံ့ညဆူနေတိုင်းနေတိုင်းအော်အော်နေတယ်။သူကကြောက်လဲကြောက်တတ်တယ်။တိုက်ခန်းဆိုတော့အိမ်ထဲမှာပဲနေနေရတာပေါ့။သူ့ော်တဲ့အတန်ကကြောင်သရှင်ဆိုနေတယ်လို့ပဲ။လူမာလူယိုရီဂီတာတီဘင်ဂျိုတီသရှင်ဆိုနေတယ်လို့မျိုးပေါ့။ကိုရီနားလည်းမိတဲ့ကြောင်ဝါရဲ့တန်စင်စာသားကလာအောင်လာအောင်နဲ့ဝမ်းကောင်းတဲ့ဆွဆွငင်ငင်ကြီးနဲ့ သူကြောင်စကားကိုဘာသာပြန်မှုပြုပြီးအဲ့လိုပဲကြားနေမိတော့တာပဲလောင်းလောင်းလို့ကျောင်းမတွေကိုခေါ်နေတာလားမသိပါအေးလေတနာပါတယ်အဖော်မရှိပါမရှိပြင်းရှာမယ်မိမပေးစားရင်ကောင်းမလားလို့စဉ်းစားမိတယ်အင်းကဆရာကလည်းပေးစားလိုက်တဲ့သူကအိမ်မှာကြောင်ရရင်ပြောတဲ့အဖွဲ့ကလေတရက်ဈေးသွားရင်သုံးလတိုက်ခန်းကခင်းနေပြီဖြစ်တဲ့အမနဲ့စကားဆက်မိလို့ ိမ်ကကြောင်မိမပေးစားဖို့စဉ်းစားနေတဲ့အကြောင်းကိုပြောမိရဲ့။သူ့အိမ်မှာလည်းအစားကြောင်သုံးကောင်လောက်ရှိတယ်။ခုတော့ကြောင်ထီးတစ်ကောင်မှရှိတော့ပြီးသင်းထားတယ်တဲ့။ကြောင်မဆိုပေးခြင်းတဲ့သူတွေအများကြီးရှာပေးမယ်ညီမလေးတဲ့။ကိုမကြောင်နေများလာရင် အလုတ်ပိုရှုပ်လာမှလဲတွေးမိရယ်။တန်ရောစင်ထားစရာတွေပိုများလာပြီးကြောင်နေသေးရင်ပြောက်ရင်ဝမ်းနေပြီးငိုရတာတွေ ထပ်ဖြစ်မှလည်းစိုးရိမ်မိတယ်။အိမ်မှာအဖော်မရှိပဲတကောင်နဲ့ဖြစ်နေရှာတဲ့ကြောင်ဝါကောင်ကိုလည်းတနာမိတယ်။ဒါနဲ့ပဲကံတရားကိုသာပုံရှားပြီးအမကြောင်အောင်ဆုံးရရင်ယူမယ်။ကြောင်ကအယောင်လေးအစုံပါနေတာမျိုးလေသိရမလား။အဲ့အမကလည်းသိတယ်ညီမလေးကြောင်အောင်ဆုံးတွေရှိတယ်ရှာပေးမယ်လို့ပြောတယ်။ကြားထဲမှာအင်္ဂဆရာကလည်းညဘက်သူတကြောင်ဝါကောင် လောင်းလောင်းအိုတန်ကြတိုင်းမိမရှာလို့မရသေးဘူးလားလို့ကို့ကိုမေးတတ်တယ်။တပတ်လောက်ပဲကြာတယ်။သုံးလအမက ရောင်စုံကြောင်မတကောင်ရှိပြီးလာပို့တယ်။ရပြီညီမလေးရေဒီမှာကြောင်မလေးကတည်တည်ညံ့ညံ့ဆုပ်ရွှွှွှွှတော်သူမယုံ။ဘသူမှဘာမှမလုပ်ရပဲထထအော်နေတာတယောက်ယောက်ကသူ့အနာထိုင်ပြီးနှိမ့်ဆက်နေတယ်လို့ပဲ။ခိုင်ရန်ရန်ပေါ့။ အမကရောက်ခါစားကြောင့်နောက်ဆိုအော်တော့မှာမဟုတ်ပါဘူးလို့အားပေးတယ်။အဲ့လိုနဲ့ပဲကြောင်ရောင်စုံမလေးတကောင်ထက်မွေးစားဖြစ်တယ်ပေါ့။ရောက်ရောက်ရှင်ဆိုတော့နေသားမကြသေးလို့ကြောင်ရောင်စုံမလေးကိုအုပ်ဆောင်နဲ့အုပ်ပြီးခဏလောင်ထားရတယ်။သူ့အုပ်ဆောင်တာကဘသူဖြက်ဖြက်သူ့ကိုရိုက်နေတယ်လို့မျိုးအတန်နဲ့အဲ့ကြောင်မကထထအော်ရက်တယ်။အိမ်ကကြောင်ဝါကြီးကရံမလုပ်ဘူး။ ကျောင်းမကတော့တစ်ချိန်လုံးရမ်းလို့နေတယ်။အဲ့ဒါနဲ့ကျောင်းဝါကြီးမှညဘက်ကို သူ့ရဲ့လာအောင်လာအောင်တခြင်းကိုပဲဆက်ဆူနေရရှာတယ်။နောက်ကိုရီကျောင်းမလေးကိုတေချာရှိဖို့ပုတ်တက်ကြည့်မိရင်ရင်ဘက်ကခလေးအမေလိုကြီးနေတာတွေ့မိရဲ့။ဟဲ့ဒီကျောင်းမကခလေးမွေးပြီးသားလားမသိနော်။အကောင်ကညှက်နေလို့သာလို့ပြောမိကြတယ်။တုံးလွာက အမားနဲ့ထတ်ဆုံးဖြစ်တော့ အမသူ့ကိုခေါ်လာတော့ငါသူနေတဲ့အိမ်မှာတခြားကြောင်တွေရှိနေသေးလားလို့မေးလိုက်တယ်။အမရှိတယ်ညီမလေးရေကြောင်လေးတွေလည်းရှိတယ်။ကြီးနေကြပြီ။သူ့ကိုမြင်ရင်လိုက်လိုက်ဆွဲကြလို့သူကလည်းရန်လုပ်တယ်။ထမင်းတွေပါတွေအကောင်းမဆားလို့ပိန်နေတာကြည့်ပါလားတဲ့။ကိုမမျက်လုံးပြူမျက်စံပြူအမအမသူ့ရင်ဘတ်တွေကကြီးနေတယ်လို့ပဲနှုတ်စာပြီးလိုက်ဆွဲကြတာလားသူ့ကလေးတွေလား तू आ ခလေးမွေးပြီးသားကြီးလားအဲ့ဆိုအပြုံမဟုတ်ဘူးပေါ့နော်ဆိုတော့အမကမြက်ကလေးဆန်ပြကိုပုံကိုကြည့်ပြီးခဏတိတ်သွားတယ်ပြီးတော့ချက်ချင်းမဟုတ်ဘူးညီမမဟုတ်ဘူးတခြားအကောင်ရဲ့ကလေးတွေသူ့ကလေးတွေမဟုတ်ဘူးတခြားကြောင်တွေလည်းရှိမှာပေါ့တဲ့ကိုလည်းဘာမှဆက်မပြောဖြစ်တော့ဘူးကိုကလည်းကြောင်ပြိုချပေးပါလို့မပြောမိခဲ့ဘူးလေအဲ့လိုလဲမဟုတ်သေးပါဘူး အဲ့ဒါကပြောစရာမှမလိုတာလေဒါပေမဲ့မိမပေးစားမလို့ပါဆိုမှဘသူကအပြုံမဟုတ်တဲ့ကြောင့်မှနဲ့ပေးစားရင်မှလေဒါပေမဲ့အမကလည်းတေးစားတိချင်မှတိမှာပေါ့ကိုရောင်စုံလိုချင်တယ်ဆိုလို့သူ့မှာလည်းကြောင်ရောင်စုံရအောင်ရှာပေးရတာအဲ့ကြောင့်မှပုံကိုလည်းကြည့်လိုက်အောင်ပြလင့်လန့်ပြီးရင်ဘတ်တင်မကြည့်နေရဘလို့မှမထင်ရတဲ့တေးသေးညံ့ညံ့ခက်ငယ်ငယ်ပုံစံမျိုးနဲ့ ကြောင်မဲလေလို့ကိုဖတာစိတ်ဖြေပြီးအမအိုကြောင်ကြောင်ဆက်မပြောတော့ပဲအခြားအကြောင်းတွေသာပြောဆိုပြီးအိမ်ပြန်ခဲ့တယ်။အိမ်ရောက်တော့ဆရာကိုပြောပြရင်အိမ်ကသာကြောင်ဝါကြီးအတွက်စိတ်ထဲသိမ့်မကောင်းလား။အိမ်ကဆရာကလည်းဟင်းဟုတ်လားအသေးချာဖြစ်မမေးခဲ့ဘူးလို့ပြောတယ်။ဒါပေမဲ့မတတ်နိုင်ဘူးလေ။လူတွေတောင်မှအပြိုလို့အညာခံမိပြီးယုံမိကြသေးတာပဲ။ကြောင်ဆိုတော့ထားလိုက်ရတော့မည်ပေါ့။ နောက်တော့ကြောင်ရောင်စုံမကလှောင်းထားစရာမလိုပဲအိမ်မှာထားလို့ရသွားတယ်။ဒါပေမဲ့အိမ်ကကြောင်ဝါဟုနည်းနည်းမှသူကအနားမလာရဘူး။ရန်လုံးတယ်၊អော်လွတ်တယ်။အဲ့ဒါနဲ့ပဲအိမ်ကကြောင်ဝါကြီးမှာညာတိုင်းလောင်းလောင်းတခြင်းသာဆက်စုံနေရရှာတယ်။ကြောင်ထီးဝါကြီးကကြောင်မကိုရှေ့ရှာတယ်။လူတွေကတခုခုကြွေးရင်ကြောင်မရောင်စုံလေးမစားမှသူစားတယ်။ လူမစားဘူး။ကျောင်းမရောင်ဆောင်ကတော့ကျောင်းဝါကြီးကိုတစက်မှကြည့်လို့မရ။သူ့နာကိုလည်းနည်းနည်းလေးမှအကန့်မခံပါ။ဒါပေမဲ့အိမ်မှာနောက်ကြောင်တကောင်ဖြစ်တဲ့ကျောင်းမရောင်ဆောင်ရှိနေတော့ကျောင်းဝါကြီးကအရင်ကလိုတိတ်ပြင်းနေပုံမရတော့။ကျောင်းမရောင်ဆောင်ကိုခက်ဝဲဝဲရပဲလှမ်းလှမ်းကြည့်ပြီးသူကသဘောရည်ကြနေပုံမျိုး။ကျောင်းနေတဘာဝအရကျောင်းမိတ်လိုက်ခြင်းစိတ်ပောက်တဲ့အချိန်ရှိလာတယ်။ အဲ့ချိန်ကျတော့ကျောင်းမကကျောင်းဝါကြီးကိုအကတ်ခံနေကျောင်းဝါကြီးကကြောက်ကြောက်နဲ့ရင်တုံပန်းတုံဖြစ်နေပုံရတယ်ဒါပေမဲ့ကျောင်းဝါကြီးကဘာတွေ့ကြုံမှမရှိတော့ဘာမှ အလုံးမဖြစ်ဘူးကိုရီလည်းဘာမှမတက်နိုင် နောက်တော့ဘလူတွေအစဉ်ပြေသွားကြတယ်မသိပါရောင်စုံကျောင်းမကကိုဝင်ရှိလာတယ်ဘေကျောင်းမအိမ်ကြီးလုံးဝမထွက်ရတော့ကျောင်းဝါကြီးနဲ့ကိုဝင်ရတာတော့တေးကြတယ် ကျောင်းမကကိုဝင်ရတာနဲ့ရင်ပုံစံအတိုင်းပြန်ဖြစ်တယ်။ကျောင်းဝါကြီးကိုအနာကမခံတော့ကျောင်းဝါကြီးကလည်းအရင်လိုသချင်းတွေဆိုပြီးပြန်နေရရှာတယ်။ကိုဝင်လာစီတော့ကျောင်းလေးလေးကောင်မွေးတယ်။ကျောင်းမကြီးရဲ့အယောင်ကတော်တော်ဆုံးနဲ့ပြောရမယ်။အဖြူအမဲအဝါရင်အဝါဖြော့မိဟိုးညိုရောင်အကွက်အပြောက်တွေအစုံပါတယ်။ကြောင်ဝါကြီးကတော့အဝါနဲ့အဖြူနှစ်ယောက်ဆက်ပေါ့ ွေးလာတဲ့ကြောင်လေးတွေက အမသုံးကောင်အထီးတကအရင်ကတော့ကြောင်တွေကို သူတို့ရဲ့အယောင်တွေအလိုက် အလွယ်တကူနာမည်တွေပေးခေါ်ခဲ့ကြတာဒီတခါတော့ကိုယ့်အိမ်မှာပေါက်တဲ့ကြောင်လေးတွေကိုနာမည်အသေးစားပေးကြမယ်လို့စိတ်ကူးရတယ်။အဲ့ဒါနဲ့အကြီးဆုံးတကူလုံးအဝါရောင်ကြောင်မလေးကိုကို ဒုတိယကြောင်းဒီကိုလုံးအဖြူရောင်ခေါင်းနဲ့အမိပိုင်းမှာတော့အဝါဖြော့ရောင်နည်းနည်းပါတယ်။အဲ့ကြောင်မလေးကို diamond တတိယကြောင်ဒီကိုလုံးမိခိုးညိုရောင်နဲ့အမိမှာအနဲ့နည်းနည်းကြားတဲ့ကြောင်တိလေးကို ruby နောက်ဆုံးအငယ်ကောင်အဝါနဲ့အဖြူကြောင်သူ့အဖေကြောင်ဝါးအရောင်မျိုးနဲ့တူတယ်ခန္ဓာကိုယ်နဲ့မျက်နှာကတော့သူ့အမေရောင်စုံကြောင်မနဲ့တူမတူတဲ့ တင်းတင်းညင်ညင်ကြောင်မလေးကိုတော့ပလက်တီနမ်လို့ကိုကအမည်ပေးလိုက်တယ်။ကြောင်လေးတွေမွေးလာစားတော့သူ့ဖေကြောင်ဝါကြီးကအဲ့ကြောင်ပစ္စည်းလေးတွေကိုကြောက်တယ်။နောက်ပြေးတဲ့လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့သူ့ဖေကြောင်ဝါကြီး ਨੇ တစ်ချိန်လုံးကစားနေကြတာ။ပြောင်းဆန်နေရပဲသူ့ဖေကြောင်ဝါကြီးကဝါတုတ်ကြီးဖြစ်နေပြီး အသက်လဲကြီးလာပြီဆိုတော့ဘိုက်ရွှယ်ရွှယ်ရင်ဘတ်ထွတ်ထွတ်နဲ့ကြောင်တိနဲ့မတူပဲကြောင်မကြီးနဲ့ပဲတူတယ်။ကြောင်ဝါကြီးကသူ့ကလေးတွေနဲ့လည်းဖက်ပြီးအိတ်တက်တယ်။ကြောင်ဝါကြီးကဝါပြီးသူ့မိကြောင်မရောင်စုံကတည်တည်ညင်ညင်ကြောင်လားမသိဘူး။ကြောင်လေးတွေကလည်းသူ့ဖေကြောင်ဝါကြီးနဲ့ပဲလုံထွေးအိတ်ကြတာပုံများတယ်။ကြောင်ဝါကြီးနဲ့သူ့ကလေးတွေအိတ်နေကြတဲ့ပုံကို online ကိုတင်တော့တနေချင်းတွေကပါ ចောင်မကြီးလို့ထင်ကြတယ်။យ៉ាងဆုံးចောင်မကြီးကတော့အဲ့အချိန်ထိသူ့ယောက်ျားចောင်မကြီးကိုအနာကမခံအဖက်မလုပ်ဘူးဖတ်တန်တန်နေနေတယ်။ចောင်လေးတွေကအဆုံးမတဲ့အရွယ်လေးဖြစ်အဖော်တွေလည်းရှိနေကြတော့တစ်ချိန်လုံးနီးပါပြေးလိုက်လွှားလိုက်ခုံလိုက်ပေါက်လိုက်ပေါ့ရန်နာပေါင်းနေပေါ်လဲချိတ်တဲ့ရင်တက်နေတတ်တာကိုရင်မြင်ရင်တော့အောက်ပြုတ်ကြမှာဆိုလို့ဆွဲရှာမောင်းရှာလုပ်ရတယ် တရက်နေ့လယ်စာစားဖို့အစာကျွေးဖို့ခေါ်တော့ကြောင်ငယ်ဆုံးတင်းတင်းညံ့ညံ့ဖြစ်တဲ့ပလက်တီနမ်ကြောင်မလေးကိုရှာမတွေ့တော့ဘူးအိမ်ထဲမှာဘလို့မှရှာမတွေ့တော့အောင်များကြသွားပြီလားလို့စိုးရိမ်မိတယ်။ထင်တဲ့အတိုင်းပဲအိမ်နောက်ဖက်ရန်နာက ပြုတ်ကျသွားတာ။အောက်ဖက်အိမ်နောက်ဖေးလမ်းကြားမြေပြင်မှာခွေခွေလေးလဲနေတဲ့ကြောင်လေးကိုအပေါ်ကနေလှမ်းမြင်ရတယ်။အမလီတေးပြီလားမသိဘူးလို့ အော်ဟစ်မိရင်အောက်ထက်မြင်းကြီးကန်းကလူတွေကိုကြောင်လေးပြုတ်ကျသွားလို့အိမ်နောက်ဘက်ကိုဝင်ကောက်ပြရစီလို့အကူအညီတောင်းလာတယ်။ကြောင်လေးကထတော့မထနိုင်တော့ဘူး။တေတော့မတေသေးဘူး။အဲ့ဒါနဲ့သူ့ကိုရေရေတုပ်တန်းရှင်းလုံးပြီးနို့ရေကြက်ပေါင်းရေလေးတွေကိုစုပ်ပိုက်လေးနဲ့ဖြည်းဖြည်းလေးတိုက်ပေးကြည့်တယ်။ဝင်တော့နည်းနည်းဝင်မယ်။အယိုးတွေပါရေကျိုးသွားလား။အတွင်းကျေလိုမျိုးဖြစ်သွားတယ်ထင်ရတယ်။ ကြောင်ကိုဆရာပဲကင်တွေတာကိုကတော့ကြောက်တာရောစိတ်မကောင်းဖြစ်တာရောနဲ့မကင်ရဲဘူးဆရာကလည်းအရှိန်အမကောင်းမှုတွေနှစ်ယောက်သားမျက်ရည်ဝဲဝဲနဲ့စိတ်ဆင်းရဲနေုံကလွယ်ပြီးမတက်နိုင်ဘူးပေါ့နောက်နေ့ကျကြောင်လေးတည်သွားတယ်အဲ့ဒါနဲ့နောက်ကြောင်လေးထပ်မပြုတ်ကြနိုင်အောင်လက်သမားခေါ်ပြီးဝရဏတစ်ခုလုံးကိုတန်စကားရီနဲ့ပိတ်ကာထားလိုက်ရတယ် ။နောက်ကြောင်လေးတွေကြီးလာကြတော့ကြောင်ထီးလေးရူဘီနဲ့သူ့ဖေကြောင်ဝါကြီးကမတည့်ကြတော့ဘူး။ကြောင်ထီးကြောင်ထီးချင်းဆိုတော့တိတ်ဆန်ဆိုတော့လေအဖေမမ်းမသိအမေမမ်းမသိတွေဖြစ်လာတယ်။နောက်တော့တော်တော်ဆူဆူဝါဝါတွေ့တွေပါတွေထွက်အောင်ရန်ဖြစ်လာကြတာ။လူတွေမှာစိတ်တွေလည်းညစ်လာပြီပေါ့။အဲ့ဒါနဲ့ကြောင်နေကိုလှောင်ဝယ်ပြီးလှောင်ထားရတဲ့ဘဝကိုရောက်တယ်။ကြောင်ထီးတကောင်ကအပြင်မှာဆို ကြောင်တိတကောင်ကိုလှိုင်းထဲမှာထားပေါ်လူတွေအားတဲ့ခါကြရင်တော့တကောင်ကိုအခန်းထဲမှာခေါ်ထားနောက်တကောင်ကိုအပြင်မှာခေါ်ထားပေါ့ဒါပေမဲ့လေတိန်နဲ့ဆိုတော့လိရင်ကြိုက်ကြရန်ဖြစ်ကြတာပဲကြောင်ဝါကြီးကငေရလေလမ်းဘေးမှာပောက်ကြရရိစာဖြစ်တယ်လို့နေခဲ့ရတာရောတိုက်ခန့်အမြင်ကြီးကပြုတ်ကြခဲ့တဲ့ဒဏ်တွေရောအခုတူတာနဲ့ခဏခဏရန်ဖြစ်နေရတာတွေရောကြောင့်ထင်တယ် နေမကောင်းဖြစ်လာတယ်။အရင်ကလည်းသူရေတွေခဏခဏအများကြီးတောက်တတ်တယ်။မစင်စွန့်ရင်လည်းသူ့ရေပါတွေပါတတ်တယ်။အဲ့ဒါနဲ့အစာသိမ့်မစားဖြစ်လာတော့တိကုဆရာဝင်နဲ့စေကန်းတစ်ခုကိုတွားပြဖြစ်တယ်။တိကုဆရာဝင်ကစီထိုးစီပေးလိုက်တယ်ဒါပေမဲ့မတက်တာဘူးအင်းကဆရာကလည်းကြက်ပေါင်းရည်တွေပါဝဲတိုက်ကြည့်တယ်တနေ့ သူမိမရောင်စုံကြောင်မနဲ့ဒုက္ခလေးတွေအိတ်နေကြတယ်နှစ်ယောက်ထိုင်ဆိုပါဘောကိုသူဖြည်းဖြည်းသွားပြီးသူမိမဘေးမှာအိတ်ရှာတယ်ထူဆန်းတာကအဲ့လိုသူတော်တော်နေမကောင်းဖြစ်လာတော့သူမိမကအနာကပ်ခံလာတယ်သူမိမကသူ့ဘေးနားမှာလာအိတ်နေလေကိုကြီးမိပြီးဆက်အိတ်ပေးတယ်အဲ့လိုနဲ့တရက်မှာဆိုဖာပေါ်မှာကျောင်းဝါကြီးရဲ့ဥကောင်းကိုသူမိမရောင်စုံကြောင်မက ြင်ကျင်နာနာပုံစံနဲ့ဖြည်းဖြည်းချင်းရှာနေရက်ပြီးနေတာတွေ့တယ်။ကိုရီမာမြင်ပြီးအံ့ဩရတယ်။အဲ့ဒီညမှာပဲတောင်ဝါကြီးဆုံးသွားခဲ့တယ်။ကိုရီမာငိုရပြန်ပြီပေါ့။ကဲနင့်အဖေကိုနောက်ဆုံးအချိန်လာကြည့်ကြလို့ပြောပြီးအိမ်လေကန်းထဲကိုအကြောင်းလေးအားလုံးခေါ်ထားလိုက်တယ်။เจ้าเนี่ยนี่ไม่ก้องพี่ရှင်ញင်ตีတော့มั้ยဆိုတာโจมย้ายติหนีจ้ะล่ะ သူမိမရဲ့နောက်ဆုံးအချိန်ကျင်ကျင်နာနာဆက်ဆံမှုတွေကိုကြောင်ဝါကြီးစိတ်ရှမ်းတာခဲ့လိမ့်မယ်လို့ထင်မိရဲ့